ောင်းတွေ့ရမယ်တခြားတော့အဲဒီဇက်ကားကလည်းပိုးတော့နောက်ထပ်ထူးခြားတဲ့ character လေးတစ်ခုဖြစ်မှာပါဒီကားထဲမှာကိုက bodyguard မှလေးပေါ့နော်အဲဟို fighting ချမ်းတဲ့ကောင်မလေးတယောက်အဖြစ်တင်ဆောင်ပေးတော့မှာပါ။ဒီရဲ့ bodyguard ဖြစ်မှာလဲ။အာကိုနေဝင်းရဲ့ bodyguard ဖြစ်မှာပါ။ဟုတ်ကဲ့ကိုတော့ fighting play ရမယ့်အခန်းရောပါလား။ fighting play ရမယ့်အခန်းကြီးတော်တော်များများပါပါတယ်။ဆိုတော့ကိုအဲ့ဒီအတွက်လည်းအဲလက်ဝေးချိုးရဲအဲ့ဒါကိုသွားပြီးတော့နေကျင်နေပြင်ဆင်နေပါတယ်။ဟုတ်ကဲ့။ကိုက ်လည်းသူရရနေတာတကယ်ဖိုက်ရမယ်ခါမှာဒါဘယ်လိုမျိုးပြင်ဆင်နေတဲ့အချိန်မှာဘယ်လိုမျိုးတွေဒါစိတ်ပြမဲ့ပုံတွေရှိမလဲပြောဒါရရဒါလွယ်ရရတယ်ဟုတ်ပြောအဲဘိုးကအရင်ကတည်းကဟိုနားတဲ့အချိန်မှာတော့ဘိုးကအလေးမရဲကစားဘူးရဲ့ဟာရှိတော့ဘိုးကနည်းနည်းလေးဟို muscle ထွားဟစ်ထဲမှာပါတယ် body ပုံစံတကယ်ဟိုအရင်မိမမဆန်ဘူးပေါ့နော်ပခုံးကျစ်ကျစ်လေးဆိုတော့ဟိုတကယ်တမ်းလက်ဝတ်သွားထိုးတဲ့ခါမှာလည်းဟိုအရင်ပင်မနေဘိုးကအဲ cardio တိတ်မလုပ်နိုင်ဘူးပေါ့နော်ဆိုတော့အဲ့ဒီဟာကတော့ စ조사ရတယ်အဲဒါပေမဲ့လည်းဟိုကိုယ့်ရဲ့ character အတွက်ကိုကပြင်ပြလေးဖြစ်စင်တာကြောင့် training သွားပြီးတော့ဟိုလေ့လာပြီးတော့조사လုပ်ပါတယ်ဟုတ်လို ာဘယ်လောက်လောက်ကြာနေလဲဒီမှာလက်ဝဲထိုးတာကလွန်ခဲ့တဲ့တလလောက်ကစရယ်ပေါ့နော်လွန်ခဲ့တဲ့တလလောက်ကကိုရှူတင်နားရရအားရရဒီမှာအချိန်ရရင်ရသလိုဟိုနှစ်နာရီပေါ့နော်နှစ်နာရီဆိုတော့တော်တော်ပြိုင်းနေပါဆိုတော့ဟိုနေတိုင်းမသွားနိုင်ဘူးလေသွားနိုင်ရင်ရက်နှစ်နာရီလောက်တော့သွားပြီးတော့ဟိုလေ့ကျင့်ဖြစ်တာပေါ့ဒါပေမဲ့တကယ်တမ်းထူနိုင်ပူကြတော့အများကြီးလေးကျင့်ရအောင်ပါ။ကိုကအခုကအခြေခံလေးကိုပဲလက်ကွက်လေးမှန်အောင်ပေါ့ကျင့်နေရတော့မယ်ပေါ့နော်။ဒါပေမဲ့လည်းရိုက်နေရင်လည်းပူဆက်ပြီးတော့လေးကျင့်ရင်လည်းဟိုပြီးပြီးတော့ဆုံးဖြ ဖြစ်အောင်ကြိုးစားသွားပါမယ်။အဲကိုကလမ်းဝေးကိုနည်းနည်းကတော့မရပါတော့ဘူး။ဘာလို့လမ်းဝေးပဲမကြည့်ချင်ဘူး။ကိုယ်ရင်ဒါသုံးပြီးတော့လဲရတော့မယ်ဆိုတဲ့အချိန်မှာအဲ့ဒီစိတ်ကိုလိုသေးရ။အဲကိုကတော့ကြိုက်တယ်။ကြိုက်တယ်ဆိုတာလမ်းဝေးပညာဆိုမဲ့ကိုကဟိုပွဲထိုးမှမဟုတ်တာပေါ့နော်။ကိုရဲ့ဟိုမိန်းကလေးတယောက်အနေနဲ့ကိုခုခံကိုလည်းတတ်ထားတဲ့ပညာလည်းဖြစ်တဲ့အခါကျတော့အခြေခံပေါ့နော်။အဲ့လိုပညာတစ်ခုချင်းစီကိုအခြေခံလေးတွေ တိတိထားတော့စိတ်ဝင်စားဖို့လည်းကောင်းတယ်။ဟိုကငငယ်တော့ကတော့အားကစားအရင်ဝါသနာမပါဘူး။ကြီးလာတော့အားကစားလေးတွေပိုပြီးစိတ်ဝင်စားလာတာဆိုတော့အခုလဝိထိုးရတာလေကြိုက်တယ်။လဝိထိုးတော့ဝိတ်ကြတာတော့မြန်တယ်။ဒါပေမဲ့ဟိုလဝိထိုးရတာလေအားအားရတယ် ် stress များရပို့ပြီးတော့စိတ်ပင်ပန်းပြေတာပေါ့။ဒါနဲ့တင်ကြီးရောခတ်တာဘယ်လိုရှိလဲ။ခတ်တာပေါ့။ပညာရဲ့တိုင်းကပိုကခတ်တယ်လို့ထင်တယ်။ကိုရီးယားတင်သူလို့လောက်တာနဲ့သူ့မှာစီးစနစ်တခြားသူ့ရဲ့စီးမြင်စီးကက်နဲ့စနစ်တခြားတင်ကြီးရဲ့အခါမှာအားလုံးကဟိုခတ်ခဲတော့တဆင့်ချင်းစီစူးစမ်းလေ့လာရတာပေါ့။